Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ Fabrizio Romano က update လုပ်ထားတဲ့ Manchester United ရဲ့ကစားသမားတချို့ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောကြည့်အောင်ပါဆိုတော့လက်ရှိအချိန်ထိတော့ Mason Mount အနေနဲ့လာမယ့်ရာသီမှာ Manchester United မှာဆက်နေဖို့အတွက်ရှင်းရှင်းလင်းလင်း ရှိထားပြီးတော့ဗောနော်ပြက်သားတဲ့အခြေအနေတခုမှရှိနေတယ်အတင်းပြောင်းဖို့ဆိုတာကအခြေအနေမရှိသလို United ဘက်ကလည်းမေဆန်မောင့်ကိုလက်လွတ်ဖို့အတွက်ကြိုးပမ်းနေတဲ့တဲမှာမပါဘူးဗောနော်ကျွန်တော်မေဆန်မောင့်ကတော့လာမယ့်ရာသီ Manchester United မှာပဲဆက်ပြီးတော့ရှိမှာဖြစ်တယ်ဗောဗျာဆိုတော့ဟိုဒါကတော့ဗောနော်အများကြီးထူးခြားတဲ့အရာတော့ဖြစ်မင်မထင်ဘူးတခုရှိတာကလွန်ခဲ့တဲ့တပတ်ကျော်လောက်ကထင်ပါတယ်ကျွန်တော်တောင်တင်ခဲ့သေးတယ်အဲ့ဒီမှာတော်တော်ကောင်းတဲ့ source တခုကနေတင်ပြထားတာ ာလဲဆိုတော့ Manchester United နဲ့ Amorini နေနဲ့ပေါ့နော်ဟိုမေဆန်မောင့်ကတကယ်သဘောကျတယ်ကာကောင်းနေဇာမာရီယာဆိုပေမဲ့သူ့ရဲ့ ability နဲ့ဟို injury ပြဿနာကင်းအောင်နေနိုင်မှုကတော်တော်လေးကိုစိတ်ပူစရာဖြစ်နေတော့မေဆန်မောင့်နဲ့သာအားကိုးပြီးတော့နှစ်ပါးသွားမယ်ဆိုလို့ရှိရင်အတင်းဟာရလက်ကောင်းနေရဖို့နော်ရုံးကန်ရနိုင်တယ်ကစားမားကပွဲကစားကွင်းတောင်မှရဖို့မတည်ကြတဲ့အချိန်ကြီးမျိုးဆိုတော့အတင်းတွေ့ပါဘောနော်အဆင်မပြေတာတွေဖြစ်လာနေနေပေါ့ဒါကြောင့်ဒီຫນွေမှာမီဆန်မောင်းကိုရောင်းချဖို့ပါဖြစ်နိုင်ရည်ရှိလာတယ်ဆိုတဲ့တဲ့င်းနေဒါကြောင့်တက်လာတာ မင်းကျွန်တော်ပြောလို့ပဲကျွန်တော်တို့မထင်ဘူးမထင်ဘူးဆိုတာကျွန်တော်တို့မှာအမ်ဘူမူကိုခေါ်ဖို့လက်ရှိလုပ်နေပြီပြီးတာနဲ့ကျွန်တော်တို့ကကုညာကိုလည်းရထားတယ်အာမက်တိုဘာလို့လဲရှိနေတဲ့ဆိုဝီမဲ့လေလို့ပေါ့နော်မီဆန်မောင်းကိုနံပါတ်10ရိုးမှာဆက်ပြီးတော့ကစားတာမျိုးမြင်ရလေဦးမယ်လို့ကျွန်တော်ထင်တယ်သူတပင်းတော့အမိုရင်ကိုယ်တိုင်ကမီဆန်မောင်းကိုတော်တော်သဘောကျတဲ့နေရာမှာပါလို့ပဲကျွန်တော်နားမလဲဘူးနီးပြတိုင်းကတော့မီဆန်မောင်းကိုတော်တော်သဘောကျ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 တယ်သိလားဘာကြောင့်လဲတော့မသိဘူးပေါ့နော်ဒါကြောင့်မီဆန်မောင်းကဒီပုံစံနဲ့ဆိုလို့ရှိရင်ပေါ့နော် အသင်းကကျွန်တော်တို့ဒီနွေမှာလက်လွတ်သွားဖို့မရှိဘူးပေါ့ဗျာ injury ပါတယ်ဆိုတာကတော့အသင်းဘက်ကထင်း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 ကင်တွေသွားမဲ့အခြေအနေမျိုးပါဆောင်းတော့ကျွန်တော်ကြည့်ရမယ်ဒါပေမဲ့ United အနေနဲ့မီဆန်မောင်းကိုဒီနွေမှာလက်လွတ်ဖို့အတွက်အမှန်ကန်ကျူးပန်းနေတဲ့လက္ခဏာတွေမမြင်ရဘူးဆိုပြီးတော့ကျွန်တော်ပြောထားတယ်နော်ဆိုတော့ဒါကလည်းရှိမီဆန်မောင်းနဲ့ပတ်သက်လို့ပါဆိုတော့နောက်တစ်ခုက ဟိုရာဒီယိုပွဲစဉ်များတွင်မှာရာဒီယိုပွဲစဉ်ဒီမှာလဲပေါ့နော်မေဆန်မောက်အနေနဲ့အကောင်းဆုံးပါဝင်နိုင်မှုရည်ရွယ်ထားပြီးတော့ကြံ့ခိုင်မှုလည်းအကောင်းဆုံးပုံစံမှာလက်ရှိတော့ရှိနေတယ်ပေါ့ဗျာဟိုဒီပုံစံတိုင်းဆိုရင်တော့ကောင်းတဲ့အရာပဲသိရမလားဟိုဟိုရာဒီယိုခြေစမ်းပွဲစဉ်ဒီမှာသူကောင်းကောင်းကောင်းကပါနိုင်မယ်ပြီးတာနဲ့အတင်းရဲ့ရာဒီစပွဲစဉ်ဒီမှာဆိုလို့ရှိရင်အရန်ကုန်ကပဲဖြစ်ဖြစ်ပွဲထွက်လူစင်းပဲဖြစ်ဖြစ်ပါပြီးတော့ခြေသွမ်းနေပါလိပြအစင်းနေပါလိပြီမယ်ဆိုရင်တော့ကောင်းတာပေါ့လေ injury တွေပါလိကိုကျွန်တော်တို့ဒါခဏခဏမရအောင်သာသူရှောင်ဖို့ကြိုးပမ်းမှာเนาะဆိုတော့ဒါကမီဆန်မောက်နဲ့ပတ်သက်လို့ပေါ့ဗျာ ယူနိုက်တက်ရဲ့အဓိကဦးတည်ချက်ကတော့ဗောနော်ဒီနေ့မှာအမ်ဘူမူကိုကျွန်တော်တို့ကအထောင်တိုက်စစ်အထောင်အမ်ဘူမူနဲ့နောက်ထပ်အထောင်တိုက်စစ်မှုတယောက်ပေါ်ယူနိုင်ဖို့ဖြစ်တယ်ဆိုပြီးတော့သူပြောထားတယ်အမ်ဘူမူကလည်းကျွန်တော်တို့ရှိမှဗီဒီယိုပြောခဲ့လို့ပဲအတင်းဘက်ကဒုတိယချိန်မျိုးကန်လန်မှုကျွန်တော်တို့ပြုလုပ်လာတယ်အဲ့ဒီကန်လန်မှုကတော့အဆင်ပြေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေအဆင်မပြေရင်တော့အတင်းအနေနဲ့အဲနောက်ဆုတ်လိမ့်မယ်ပေါ့နော်အဲဒါကျွန်တော်အမြင်ပါပါလို့လဲဆိုတော့အတင်းကမတန်တဆပေးရမယ့်အပြောင်းအရွှေ့တွေကိုသူတို့ဆက်ကျူးပန်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဒါအပြင်နောက်ထပ်အထောင်တိုက်စစ်မှုတယောက်ခေါ်ယူဖို့ဆိုတာကလည်း ဒါအားလုံးလည်းကျွန်တော်သိတဲ့အတိုင်းပဲဒါအမှန်ကန်ကျူးပန်းနေတာအတင်းမှလည်းလိုအပ်တယ်ဆိုတော့အန်ဘူမူကိုရအောင်ခေါ်မယ်အထောင်တက်စီမူတယောက်ခေါ်မယ်ဒါဒီအတင်းရဲ့လက်ရှိကျွန်တော်တို့ဒါဘယ်လိုပြောမလဲဒီကျူးပန်းမှုတွေပေါ့နော်အတင်းရဲ့ဦးစားပေးအချက်တွေပေါ့ဗျာအတင်းကဒါတွေကိုဦးစားပေးပြီးတော့ကျူးပန်းမှာအဆင်ပြေမှာနော်အန်ဘူမူရဲ့အပြောင်းအရွှေ့အပြစ်တက်ဖို့လိုတယ်တိုက်စီမူတယောက်ထပ်ခေါ်ဖို့လိုတယ်ပြီးတာနဲ့ကွင်းလေတွေပါတယ်ကျွန်တော်ခေါ်ဖို့လိုတယ်နော်ဆိုတော့နောက်တစ်ခုက အန်ဂွန်ဂူနဲ့ကာနာချိုတို့ရဲ့လက်ရှိအခြေအနေကိုနှစ်ဖက်အသင်းစလုံးကကောင်းကောင်းသိထားကြပြီဖြစ်တယ်ဗောနော်ဒါပေမဲ့လည်းလို့နှစ်သင်းကြားမှာဒီအပြောင်းရွှေ့တွေနဲ့ပတ်သက်လို့ဆွေးနွေးမှုတွေဘာမှမရှိသေးတယ်လို့ပုံကိုရေးဆိုင်ရာသဘောတူညီမှုတွေလည်းဘာမှမရသေးဘူးဆိုပြီးတော့ပြောထားတယ်အထူးသဖြင့်တော့အန်ဂွန်ဂူနဲ့ပတ်သက်လို့မန်ချက်စတာယူနိုက်တက်ရဲ့ကြားထဲမှာတောက်လျှောက်တင်းတက်လာအပြီးမှာဒီအန်ဂွန်ဂူနဲ့ယူနိုက်တက်ကာနာချိုနဲ့ချဲစီနော်ဒါမျိုးတွေတက်လာတာကျွန်တော်ရှေ့ဗီဒီယိုမှာပြောသလိုပဲယူနိုက်တက်အနေနဲ့ဒီအပြောင်းရွှေ့ကဘယ်လိုမှကျူးပန်းတင်တဲ့နေရာမှာကျွန်တော်မပါဘူး ချဲစီရဲ့အပြောင်းအရွှေ့တွေကိုကောင်းကောင်းလှုပ်ခွင့်ရရေးချဲစီကမကောင်းတဲ့ကစားမတွေရှင်းထုတ်ရေးတွေမှာယူနိုက်တက်ကသွားပြီးတော့ကူညီပေးတယ်လို့ဖြစ်နေတာ။ Okay မင်းတို့ဘယ်ကစားမကိုထုတ်ချင်လဲကွာ။ Okay ငါတို့အန်ဂူကိုထုတ်ချင်တယ်။ဒါဆိုငါတို့ရအောင်ခေါ်လိုက်မယ်။မင်းတို့အပြောင်းရွှေ့မှာနော်မင်းတို့ငွေတွေ300ရှိသေးတယ်မလား။အေးငါတို့ဟိုအန်ဂူရဲ့အပြောင်းရွှေ့မှာငါတို့ခေါ်ပြီးတော့ငါတို့ငွေပေးမယ်လေ။မင်းတို့ဒါမှမင်းတို့ကြိုက်တဲ့ကောင်ခေါ်လို့ရမှာပေါ့ဆိုတဲ့ပုံစံမျိုး။ဥပကသွားပြီးတော့ထောက်ပံ့ပေးတယ်လို့ဖြစ်နေတာချဲစီတင်းရဲ့အပြောင်းရွှေ့ကို။အတင်းအနေနဲ့တော့အဲ့လောက်ကြီးကြီးတော့မတုံးသင့်ဘူးဗျာဒီလား။ ော်ကာနာချူကိုတည်တဲ့ရောင်းပြီးတော့ရတဲ့ငွေနဲ့ပြန်ခေါ်ဖို့ကြိုးပမ်းမဲ့အခြေအနေမျိုးဘာကြောင့်မြန်ကျွန်တော်တို့ဒီ Ineos တို့ဘာတွေရဲ့လက်အောက်မှာဒီလိုတုံးအားတဲ့လုပ်ရက်တွေကိုပေါ်လာမဲ့လက္ခဏာတွေမြင်နေရလဲကျွန်တော်နားမလဲဘူးဥမာပါရာတာတို့ဘာလို့ဆိုလို့ရှင်လဲပဲ Manchester City ကနေပြီးတော့လာတဲ့သူတွေ City မှာဘလို့လုတ်ခဲအလုတ်လုတ်ခဲတယ်လေသူကောင်းကောင်းသဘောပေါက်ပြီးသားနော် Manchester City ကဘယ်တော့မှမ injury prone တွေကိုခေါ်လို့မရှိဘူးအခုကျွန်တော် injury prone ကိုကျွန်တော်ခေါ်ဖို့လုပ်နေတယ်ဒီများအသင်းမှာလဲဘာမှတုံးရတာမဟုတ်ဘူးဘလို့မှအတိတ်ပဲမရှိဘူးအသင်းကဒီ အန်ကွန်ကွေးရဲ့အပြောင်းအရွှေ့ကိုရက်တင်တယ်လို့ကျွန်တော်ထင်တယ်အခုတော့ဗောနော်ပူကိုရေးဆိုင်ရာသဘောတူညီမှုတွေလည်းမရသေးဘူးဘာမှရှေ့ဆက်လို့မရသေးဘူးပေါ့ဗျာဆိုတော့ကောင်းတဲ့ရပါရှေ့မဆက်လीကောင်းလीပဲညီကလို့ရောဘလူမင်းညလည်းဒီပြောင်းအရွှေ့တွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတင်ပါတယ်